အလုံးမင်္ဂလာပါခင်ဗျာဧပြီလ19ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးသတင်းကတော့ဒါကျွန်တော်တို့နိုင်ငံတော်စီမံဥက္ကဋ္ဌကောင်စီဥက္ကဋ္ဌနဲ့မလေးရှားဝန်ကြီးချုပ်တို့တွေ့ကြတယ်ဒီတွေ့တာနဲ့ပတ်သက်ပြီးတော့အစောပိုင်းတော့ကကြတော့အဲအဲဒီ NUG နဲ့နိစက်ရအတိုင်းဝိုင်းနေကအဲသူတို့နဲ့လည်းတွေ့ရမယ်နောက်တစ်ဖက်လည်းတွေ့လို့မရဘူး ဒီဘက်ကတွေ့တာတရားမဝင်ဘူး။ဘာညာဆိုပြီးတော့ဒီလိုမျိုးဝါဒဖြန့်ကြတာရှိတယ်ပေါ့။ဒါပေမဲ့တကယ်တမ်းကျတော့ဒီမလေးရှားဝန်ကြီးချုပ်ကနိုင်ငံတော်စမြောက်ချုပ်ရဲ့ကောင်စီဥက္ကဋ္ဌကိုဘန်ကောက်မှာလာရောက်တွေ့ဆုံတယ်။နော်မန်ဝင်းခိုင်တန်းနဲ့လည်းတွေ့ပြန်တယ်။မန်ဝင်းခိုင်တန်းက NUG ရဲ့ဝန်ကြီးချုပ်ပေါ့နော်။အဲ့တော့အဲ့လိုတွေ့ကြတဲ့အခါမှာမန်ဝင်းခိုင်တန်းနဲ့ကြတော့ နော်ဗီဒီယိုကောနဲ့တွေ့တာပေါ့နော်ညမလို့ပြောရင်ဗီဒီယိုကောနဲ့တွေ့တာပေါ့တယ်လီကွန်ဖရင့်တွေ့တာပေါ့တွေ့တဲ့အခါကျတော့အဲနှစ်ဖက်လုံးဆွေးနွေးတဲ့ချိန်မှာဒီဘက်ခြမ်းကကျတော့ဒီပြန်လဲထူထောင်ရေးတွေပိုင်းညာရေး UTB ဆွေးနွေးမယ်နောက်ပြီးပြစ်ခတ်ရဆေးရေးပိုင်းညာဒါတွေကတော့ရှိမှာပေါ့နော်ဒါပေမဲ့ဟိုဘက်ကဆွေးနွေးတဲ့ချိန်မှာတော့ထုံးစံတိုင်းဆရာနာရှင်ပြုတ်ကြရေးပိုင်းညာတရကပုဂ္ဂရ46ပြောမယ်ပေါ့နော်ဒီနေရာမှာဘာကွာွားလဲဆိုတော့ဟိုအတ္တနဲ့ပရကွာတာပေါ့အတ္တဆိုတာကိုဟို အဖွဲ့စည်းအကျိုးစီးပွားကိုအဖွဲ့စည်းအာဏာရရှိရေးကိုအဖွဲ့စည်းအာဏာပျောက်သွားတဲ့အတွက်အဲ့ဒီပုံမှာအတ္တကိုမူတည်ပြီးဆွေးနွေးတဲ့သူရဲ့ဆိုတော့နိုင်ငံတကာနိုင်ငံလုံးဒီမိုကရေစီရီစတိုရေးရှင်းပြန်ဖြစ်ဖို့နိုင်ငံတကာနိုင်ငံလုံးမူလလမ်းကြောင်းပေါ်ပြန်ရောက်ဖို့နိုင်ငံတကာနိုင်ငံလုံးအခုဒီလိုသဘောပြီးခံနေရတဲ့အချိန်မှာပြန်လဲထူထောင်ရေးနော်နလန်ပြန်ထလာဖို့အတွက်ဒီလိုဥတီဆွေးနွေးရခြင်းကြွာချပါလိမ့်မယ်။ဘာလို့ဒီလိုပြောလဲဆိုတော့အစောပိုင်းတုန်းကနော် ဒီငလျင်နဲ့ပတ်သက်တဲ့ကုညီရေးလုပ်ငန်းစဉ်တွေမှာငလျင်ပစ္စည်းတွေပေါ့နော်အာအထောက်ကူပစ္စည်းတွေပြန်လဲထူထောင်ပစ္စည်းတွေစသဖြင့်ပို့တဲ့အချိန်မှာဒီနိုင်ငံဒီဒီဘက်ကနတ်ဆက်ကအစိုးရကတော့လာကြပါကုညီကြပါပေးကြပါဘယ်နိုင်ငံမှဆိုလမ်းဖွင့်ထားပါတယ်ဆိုတော့ဒီလိုခေါ်တယ်လို့ခေါ်တဲ့အချိန်မှာပဲနိုင်ငံပေါင်းများစွာကနေပြီးတော့ လို့အထောက်ပံ့ပစ္စည်းတွေเนาะလူကိုယ်တိုင်လာရောက်တဲ့အဖွဲ့တွေခုချိန်ထိဒါမလေးရှားဆိုလို့ရှိရင်လည်းဆေးအဖွဲ့တွေသူတို့တက်မတော်ဆေးအဖွဲ့တွေဆေးလွတ်ပြီးတော့ခုချိန်ထိလုပ်နေတော့အဲ့လိုတရုတ်ဆိုလို့ရှိရင်လည်းသူစီကပညာရှင်တွေเนาะငလင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေဘေးဒုက္ခပညာရှင်တွေစသဖြင့်ဆေးလွတ်နေစေလာနေစေလုံနေကြစေဒါကျွန်တော်တို့အခုဒီရေလူသွားနေတဲ့အချိန်မှာပျက်စီးသွားတဲ့ဝန်ထမ်းအင်ယာတွေသွားတဲ့အချိန်မှာဝန်ထမ်းအင်ယာတွေကပြောတယ်သူတို့စီကလာဆက်သွားတယ် ဂျပန်ပညာရှင်တွေလာစစ်တယ်စစ်တဲ့အချိန်မှာနေလို့ရရင်မရရင်ရောင်းနေခွဲတယ်ပေါ့နော်ရောင်းနေခွဲတဲ့အချိန်မှာဟိုအပြာဆိုနေလို့ရတယ်နော်လိမ္မော်ရောင်ဆိုလို့ရှိရင်ပြန်လဲပြင်ဆင်ဖို့လိုရတယ်နော်အနီဆိုရင်လောကနေလို့မရဘူးဒီလိုပုံစံမျိုးတွေဆာဒီနိုင်ငံတကာပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ပြည်တွင်းပညာရှင်တွေပေါင်းပြီးလုပ်နေကြတယ်အများနဲ့ဖြစ်တာဖြစ်တဲ့အတွက်ဟိုအနေငယ်မျှတော့အချိန်အားဖြစ်တော့ကြန့်ကြမယ်ဒါပေမဲ့လည်းဟိုအဆင်ပြေတယ်နော်လုပ်နေတယ်ဆိုတော့ဒါကဟိုအများကိစ္စကိုလုပ်နေတယ်ဒါပေမဲ့ဟိုဘက်ကျတော့လုပ်မဟုတ်ဘူး တို့စီကနေအာနာစီစင်းစီရေးအတွက်ပဲဥတီဆွေးနွေးတာမျိုးတွေလုပ်တယ်အဲ့တော့မလေးရှားဝန်ကြီးချုပ်လည်းကောင်းကောင်းသဘောပေါက်သွားမယ်လို့ထင်တယ်သူနိုင်ငံတော်စီမောက်ချုပ်ကြီးကောင်စီနေနဲ့ကတော့တို့သတင်းထုတ်ပြန်တာတော့ရှင်းတယ်ငလင်းနဲ့ပတ်သက်ပြီးပြန်လည်ထူထောင်ရေးကိုဆွေးနွေးခဲ့တယ်ဒီအတွက်ပဲသတင်းထုတ်ပြန်ခဲ့တယ်ပေါ့နော်တစ်ဖက်ကကြတော့ဘာပြောလဲဆိုတော့သူတို့ကလည်းဟိုနီးလဲမောင်းစုံနေပေါ့နော်အန်ဂျီနဲ့မတွေ့ရင်လည်းမတွေ့လို့တွေ့ရင်လည်းတွေ့လို့ပေါ့စသဖြင့်ပေါ့အဲမတွေ့တော့လည်း အန်ယူဂျီကျတော့မတွေ့ဘူးเนาะဟိုနာဆကမှာတွေ့တယ်တွေ့ပြန်တော့လေအန်ယူဂျီတော့ဗီဒီယိုကွန်ဖရင့်နဲ့တွေ့တယ်ဘာညာဆိုပြီးသတင်းထုတ်ပြန်တယ်နာဆကကမထုတ်ပြန်အောင်ဆိုတာဒါလည်းအကြောင်းချင်းရအများကြီးရှိမှာပဲเนาะအဲ့ဒီအတွက်ညှိနှိုင်းတာတွေဆွေးနွေးတာတွေအများကြီးရှိမှာပဲမထုတ်ပြန်လည်းကိစ္စမရှိဘူးကျွန်တော်တို့ကအဲ့ဒီ line မဟုတ်သတင်းထုတ်ပြန်တာကိုလိုချင်တာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့ result ကိုပဲလိုချင်တာနော်ဘာအဖြေထွက်လာတယ်ဘာရလာတယ်ဆိုတာပဲလိုချင်တာ line မဟုတ်မှာအလုတ်လုတ်တဲ့ line မဟုတ်မှာ နိုင်ငံကြီးလုပ်တဲ့ live မှာနိုင်ငံတိဆောက်ချင်တဲ့သူတွေနဲ့ကျွန်တော်တို့စကားမပြောချင်ဘူး live မှာနိုင်ငံတိဆောက်ချင်တဲ့သူတွေရဲ့အဲစကားတွေကိုလည်းကျွန်တော်နားမထောင်ချင်ဘူးတကယ်တမ်းလက်တွေ့ကိုပဲဆွေးနွေးတယ်လက်တွေ့ကိုပဲအကောင့်တွေဖော်တာပဲကျွန်တော်သဘောကျတယ်ဒါကျွန်တော်တို့ရဲ့အမြင်ပေါ့နောက်တစ်ခု NUG နဲ့မလေးရှားနဲ့ဆွေးနွေးတယ် NASA ကနဲ့မလေးရှားနဲ့ဆွေးနွေးတယ် NASA ကဥက္ကဋ္ဌမလေးရှားနဲ့ဆွေးနွေးတယ် NASA ကဥက္ကဋ္ဌတစ်ချက်ထောက်လိုက်တာနဲ့အကုန်ပြီးတယ်ကျွန်တော်နိုင်ငံထဲမှာခင်ဗျားကကိုကြီးကယ်ဆယ်ရေးလာချင်တာလားရတယ် ော်ကျွန်တော်နိုင်ငံထဲမှာခင်ဗျာဘယ်လိုမျိုးဒီဒီမိုကရေစီနဲ့ပတ်သက်တဲ့အထောက်အကူပြုတဲ့ကိစ္စတွေလုပ်ချင်တယ်ရတယ်လက်ခံတယ်ဒါအကျုံးဝင်တယ်လေနော်ဆိုတော့နောက်တစ်ခုကျတော့ NUG NUG ကိုပြောမယ် NUG နဲ့ဆွေးနွေးမယ်ကဲ NUG ရအဖွဲ့တွေနှစ်ဖက်ညှိနှိုင်းဆွေးနွေးတဲ့အချိန်မှာ ceasefire လုပ်ရမယ်အဲ့ဒီ NUG ခေါင်းဆောင်မန်ဝင်းခိုင်တန်းရဲ့ဒါမှမဟုတ်သူတို့ရဲ့ဒီ acting president ပေါ့အရာကြီးတမဒအဲဒူဝါလက်ရှိလာတော့ကသူ့လက်အောက်မှာရှိနေတဲ့ နော်လက်နက်ကင်ပေါင်း3600နော်အဖွဲပေါင်းများစွာလူ၂ယောက်နဲ့တချမ်းနဲ့တယောက်ဖွဲ့ထားတဲ့အဖွဲခေါင်းဆောင်ပေါင်းများစွာရွာခွဲတွေမှာသာခေါင်းဆောင်တွေရှိတယ်အဲရွာခွဲဖွဲ့တွေဘာတဖွဲ့နဲ့ဖွဲ့နဲ့မတည်ကြဘူးဆိုတော့အဲ့ဒီမန်ဝင်းခိုင်တန်းတို့အုပ်စုကအဲ့လိုမျိုးသူတို့မွေးထုတ်လိုက်တဲ့အကျန်းဖတ်သမားတွေကိုနော်ခေါင်းစဉ်ရည်ရွလို့မရတဲ့အကျန်းဖတ်သမားတွေကိုမန်ဝင်းခိုင်တန်းတို့အုပ်စုကထိန်းချုပ်နိုင်မလားမနိုင်ဘူးကျွန်တော်ပြောရဲတယ်ကဲနှစ်ဖက်မင်းတို့အပြစ်ခက်ရယ်စဲကြီးလောက်ကြမယ်အကုန်လုံးလက်နဲ့တိချာ ခလုံးနဲ့တချဇပွဲပေါ်တက်လာခဲ့အစင်းလိုက်ဆင်းလိုက်ဆွေးနွေးမယ်ဘု து အကောင်းဆုံးတဲပြီးဆွေးနွေးပါလေဆိုတော့ NUG ကိုအကောင်းဆုံးတဲပြီးဆွေးနွေးခဲ့မယ်ဆိုလို့ရှိရင်လေဒီမှာရှိတဲ့ PDF တွေတောင်းကျမ်းသူတွေက NUG ပါပြန်တိုက်မှာတတိရှိရင် NUG ကဆွေးနွေးတဲ့အနေနဲ့မြန်မာနိုင်ငံနဲ့ပြန်လာကြည့်လောက်ကြံခံရမှာပေါ်တင်သွားရေးလာမိကြည့်လားအဲ့လိုမျိုးဆွေးနွေးမယ်ဆိုပြီးပြန်လာခဲ့လိုက်ဆိုတော့ NUG ကလည်းသူ့လက်အောက်ကအဖွဲ့တွေကိုအုပ်စည်းနိုင်တဲ့အခြေအနေမှာမရှိဘူးเนาะ NUG အုပ်စုကလည်းတကွဲတပြားနဲ့ သူတို့မှာအဲ့လိုလုံနိုင်တဲ့ authority မရှိဘူးပါဝါလည်းမရှိဘူးသူတို့နိုင်ငံရေးရထားထားတယ်နိုင်ငံတကာမှာစကားပြောလို့ရတယ်ဒီတော့ဘယ်သူမှမကန့်ကွက်ဘူးတခြားအမြင်ဘက်ကနေကြည့်ပြီးပြောမယ်ဆိုလို့ရှိရင် NUG ဆိုတာဖွကြပဲဘာမှတုံ့ဆားလို့မရဘူးเนาะအဲ့ဒီအတွက်ဘာမှထူးထူးခြားခြားဖြစ်လာစရာမရှိဘူးသူ့ကိုဆွေးနွေးလဲဘာမှမထူးခြားဘူးဒါကတော့အမှန်တိုင်းဆွေးနွေးတာတခြားလူတွေကြိုက်တဲ့လူနဲ့တဲပြီးဆွေးနွေးကြည့်လိုက်သူတို့ကဆွေးနွေးတယ်ဆိုတိုင်းသူတို့ အဲ့လိုမျိုးတပ်ပါတီတွေအကုန်လုံးပါရမယ်ဟောနော်တက်ဆိုင်ရပါတင်ပါထိုက်တဲ့သူတွေအကုန်လုံးပါရမယ်ဆိုတဲ့ဟာပဲပြောတယ်ဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်ဆွေးနွေးပြီးဆွေးနွေးတယ်နော်ဆွေးနွေးကန့်ကွက်စရာတစုံတရာမရှိဘူးမကန့်ကွက်ဘူးလုံးဝဆွေးနွေးလို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ခုနကျွန်တော်ပြောသလိုပဲသူတို့တကယ်ရောဒီလူတွေကိုအာထိန်းချုပ်နိုင်ရလားဆိုတဲ့ပါဝါတို့မှာတကယ်ရှိမနေဘူးအဲ့တော့ကျွန်တော်လည်းအင်္ဂလိပ်လိုမတတ်ဘူးနော်အင်္ဂလိပ်လိုလဲလဲပတ်ပတ်မပြောနိုင်ဘူးအဲအင်္ဂလိပ်လိုလဲလဲပတ်ပတ်ပြောနိုင်တဲ့သူတွေကမလေးရှားတို့ဘာတို့ကိုသွားပြောလိုက်ပါဦး နော်အဲ့ဒီတန်ယုံတွေဘာတွေရရှိတယ်ဆိုလို့ရှိရင်လည်းဘာသာပြန်ပြီးလိုက်အဲ့ဒီ NUG တွေကိုယ်တိုင်ကအဲ့ဒီ PDF တွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမရှိဘူးသူတို့ဆွေးနွေးနေလို့ဘာမှမထူးနေဘူးနော်ဒီအကျန်းဖက်သမားတွေကရွာခွဲလိုက်ရွာခွဲလိုက်ကိုကြံနေတာဖြစ်တဲ့အတွက်နောက်ဆုံးဟိုဒီဘက်ကဘလို့ပဲ NUG နဲ့ NASA ကလည်းဆွေးနွေးလို့အဆင်ပြေသွားတယ်ဆိုစီအောင်တော့ဓမြအဖြစ်ကြံခဲ့မှာတပုံဖြစ်ကြံခဲ့မှာရွာတွေမှာအဲ့တော့ရှင်းလင်းရေးလုပ်ယုံမှာတပါ PDF တွေမှာတခြား ဟိုရွေးချယ်စရာ option မရှိဘူးနံပါတ်1လက်နက်ချမလားလက်နက်ချပြီးဒီလူလူပေါင်တွေကိုပြန်လာမလားပေါ့နော်လူပြန်လုံးမလားတို့လက်နက်မချပဲနဲ့တပုံလုံးမလားဒေတာပဲရှိတယ်တို့မှာနော်တို့မှာတခြားနီလန်ဖြစ်ပါဆိုလက်နက်ရဲ့အရအရတာတို့တိသွားပြီလက်နက်ရဲ့အငွေးသက်ကိုတို့မှာခံစားလို့ကောင်းသွားတာဖြစ်တယ်တော့တို့ဘယ်တော့မှ NUG နောက်ပဲလဲလိုက်မှာမဟုတ်ဘူးအခုချိန်မှာဟိုနည်းနည်းလေးရေလိုက်ငါလိုက်လုတ်လို့ရတဲ့အနေထားမို့လို့ NUG နောက်မှာနေတယ်ပေါ့နော် ဆိုတော့နောက်တည်နေဘက်ကတော့ဒီ concrete နဲ့ဂျုံလူကြားပတ်ဝန်းကျင်နေမှာဒီ KNU လက်အောက်ခံသူတို့ရဲ့အပေါင်းပါတောင်းကျမ်းသူတွေပေါ့အဲ့ဒီအဖွဲ့တွေကဒီတကြံတွင်းထဲမှာတော့ငလေဖြစ်တဲ့ခါလာမှာဒီဘက်က six fire ကြီးညာထားတဲ့ကာလမှာကိုအဲတက်ကွက်ဖို့ဖို့အတွက်လူစုတယ်။နော်နေရာတွေစုစုစုပြီး concrete ကိုသူတို့ပြန်သိမ်းခြင်းတဲ့ပုံမှာရှိတယ်။နော်လမ်းကြောင်းပြန်ဖြတ်ဖြတ်တောက်ခြင်းတဲ့ပုံမှာရှိတယ်။အဲ့တော့သူတို့နေရာတွေစုတယ်။အဲ့ဒီအတွက်ကိုကြားထဲမှာ တော့တက်ကနေပြီးတော့အခုလိုမျိုးစီရင်လှုပ်ရှားမှုတွေလှုပ်လာခဲ့လို့ဟန့်တာပြီးတော့အဲပြန်ပြီးတော့ရှင်းလင်းရတဲ့အခြေအနေတွေအများကြီးရှိခဲ့နော်စစ်ဖိုင်ကပြောထားတဲ့အချိန်မှာတော့မှတက်ကတော့သူ့မူကောင်နဲ့သူပဲတကယ်လို့များဒီစီရင်ရလှုပ်ရှားလာတာရှိခဲ့ရင်ဒါမှမဟုတ်နော်ဒီတက်ခိုက်တာတွေလှုပ်ခဲ့လို့ရှိရင်အဲခုခံစက်ပုံစံမျိုးပြန်လဲဆင်နွှဲသွားမယ်ဆိုတဲ့ပုံစံမျိုးတက်ကထုတ်ပြန်ထားတာရှိတယ်အဲ့အတွက်လှုပ်ထားတယ်အဲ့အတွက်အခုကော့ကရိတ်နဲ့ဂျုံလိုးကြမှာအခုချိန်ထိအဲဒီ PD ရဲ့ KNU ပေါ့ လောက်ခံအပေါင်းပါတွေကတက်စခန်းတွေကိုဝင်လုံးတာတွေရှိတယ်တက်ကလည်းအခုချိန်နေတာ22ရက်မပြည့်သေးတာဖြစ်တဲ့အတွက်အခုကနေနော်ရှင်းလင်းနေဒါမျိုးတွေလှုပ်ဆောင်နေတယ်အဲ့ဒီအတွက်ဒီစခန်းတွေကနေလည်းပြန်လည်ကျသွားတာတွေရှိပါတယ်နောက်တတိယဘုတ်ကတော့ဒီတောင်တရုတ်ပင်လယ်ပေါ့တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့မလေးရှားနဲ့တရုတ်နဲ့နှစ်ဖက်နော်ဆွေးနွေးကြတဲ့အချိန်မှာတောင်တရုတ်ပင်လယ်မှာဒါရိုက်မသက်ဆိုင်တဲ့နိုင်ငံတွေဝင်မဆွတ်ဖတ်ဖို့ဆိုပြီးတော့သူတို့ နှစ်နိုင်ငံသဘောတူလို့တောင်တရုတ်ပင်လယ်ဆိုတာထရှင်းချင်းပြောရင်အမေရိကန်ကိုဝင်ပြီးတော့မရှုပ်နဲ့ဒါကငါတို့အာရှမှာလုပ်တဲ့ကိစ္စเนาะအာရှပဲအရေးကြီးတယ်မင်းတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘောမျိုးဒါမလေးရှားနဲ့သဘောတူတယ်ဆိုတဲ့သဘောပေါ့เนาะအဲ့တော့ကျွန်တော်တို့အခုဒီနိုင်ငံကြီးအခင်းကျင်းရပါမြင်နေရလဲဆိုတော့ trade war ဖြစ်နေတယ်ကုန်သွယ်ရေးစစ်ပွဲစတင်နေပြီတရုတ်နဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲကတကဘာလုံးကိုချိုးတက်ရမှုရှိတယ်အဲ့ဒီအတွက်ဒီ trade war ကိုတရုတ်ကဘယ်လိုတံပြန်မလဲเนาะ ဲ့တော့တချို့ကပြောတယ်မြန်မာနိုင်ငံက option တခုလို့ပြောတယ်ဒါမှန်ကောင်းတော့မှန်လိမ့်မယ်တည်တည်လေးပါပဲเนาะမြန်မာနိုင်ငံအနေနဲ့သူသူ့ရဲ့ဒီ trade partner ဖြစ်နေဆိုရင် border trade partner ဖြစ်နေဆိုရင်တည်တည်လေးပဲเนาะဟိုသူ့ GDP ချိုးထဲမှာဆိုရင်ဒါတော်တော်လေးတော့ပြောပြောပါလောက်တဲ့အနေထားမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့တရုတ်ရဲ့သွားတဲ့ပုံစံကအဲ့လိုမဟုတ်ဘူးတရုတ်ကမြန်မာနိုင်ငံတခုတည်းကိုဒီလိုဖိပြီးတော့သူ့ရဲ့ trade partner ဖြစ်လုပ်နေတာမဟုတ်ဘူးတရုတ်က rebating အာရှเนาะအာဒီအာရှကိုအကုန်လုံးသူပြန်တိဆောက်ချင်တဲ့သဘောမှာရှိတယ် အာရှစီးလုံးနေတယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအမေရိကန်ဟိုသူလုံနေတဲ့ကုန်သွယ်မှုတွေသူဂယုမဆိုင်ဘူးအဲ့ဒီအတွက်သူ့သူအမေရိကန်နေပြီးတော့ကုန်သွယ်ကုန်ဘလောက်ပဲစီးကြက်ကြက်သူဂယုမဆိုင်ဘူးဆိုတော့အဲ့ဒီအတွက်ဒီအာရှမှာရှိတဲ့အိန္ဒိယရဲ့နော်ပြီးလို့ရှိရင်နော်ထိုင်းတို့မြန်မာတို့ပြီးလို့ရှိရင်မလေးရှားတို့ပြီးလို့ရှိရင်ဒီရုရှားတို့ကိုသူပို့ပြီးတော့စီးယုံမှုတွေပြုလုပ်လာနိုင်တယ်ဆိုတော့ အာရှကိုသူပြန်ပြီးတော့တိဆောက်ဖို့ဆိုပြီးတော့ဒီတရုတ်သမ္မတကလည်းပြောတာတွေကြားတယ်ပေါ့အဲ့ဒီအတွက်ကျွန်တော်တို့ကဒီတရုတ်နောက်ကိုလိုက်ကြရမယ်အကုန်လုံးကသိကြတယ်ဘာကြောင့်တရုတ်ကကမ္ဘာစီးပွားရေးမှာဒုတိယရှိတယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအတွက်ကျွန်တော်တို့အကုန်လုံးတရုတ်နောက်ကိုလိုက်ရမယ်အာရှနိုင်ငံတွေအကုန်လုံးတရုတ်နောက်ကိုလိုက်ရမှာဖြစ်တယ်လို့တရုတ်ကလည်းအာရှနေမဟုတ်ပဲနဲ့အာဖရိကအထိပါသူရဲ့ကုန်သွယ်ရေးစည်းကွက်ကိုချဲ့ထားတာဖြစ်တဲ့အတွက်အမေရိကန်နဲ့ကုန်သွယ်ရေးစည်းပွဲကပုံပြီးပြင်းထန်လာမှာကျွန်တော်တို့ယူရိုပစ္စည်းတွေပေါ့နောက်နောက်နိုင်ငံပစ္စည်းတွေပေါ့နော်ဥပမာဒီ အမေရိကန်လုပ်ပစ္စည်းဥမာ iPhone လို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Ford car တို့စသဖြင့်ဒီအမေရိကန်ကနေထုတ်တဲ့ပစ္စည်းတွေမှာကျွန်တော်တို့ဈေးကြီးလာနိုင်တယ်နောက်ပြီးလို့ရှိရင်နည်းနည်းလေးတန်ဖိုးပို့ပြီးတော့မြင့်လာနိုင်တယ်ပေါ့အဲ့အတွက်ကျွန်တော်တို့အဲ့အတွက်လည်းကြိုပြင်ဆင်ထားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အာရှနိုင်ငံတွေအနေနဲ့ကြိုပြီးပြင်ဆင်ထားရမယ်သူတို့ trade war လုပ်တာလုပ်တာပဲတကဘာလုံးမှာ effect ဖြစ်တဲ့အတွက်ပို့ပြီးပြင်ဆင်ထားရမယ်ပေါ့နော်ဆိုတော့နောက်တစ်တင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီပလောင်ထင်းချုပ်ထားတဲ့ မူကုတ်မူကုတ်မြို့ပေါ့နော်မူကုတ်မြို့မှာရှိတဲ့ဒီပလောင်အခြေဆိုင်တဲ့နေရာတွေကို TNL ခြေဆိုင်တဲ့နေရာတွေကိုတက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတော့ပြုလုပ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီထိခိုက်တဲ့အခြေအနေကိုတော့ကျွန်တော်တို့အတည်ပြုလို့တော့မရသေးပါဘူးနောက်တဲ့တင်တော့ကျွန်တော်တို့ဒီလာရှုနဲ့ပတ်သက်တဲ့တင်ပေါ့နော်လာရှုနဲ့ပတ်သက်တဲ့တင်မနေ့တော့ကဒီတက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲရင်နန်းအချို့က လာချိုမျိုးဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်ပေါ့နော်အဲ့ဒီသတင်းတွေပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုဖိုင်တွေလည်းတက်လာတယ်အဲ့ခါကျတော့သတင်းမီဒီယာတွေကလည်းရေးကြတယ်ပေါ့တကယ်ဝင်ရောက်သွားပြီလားမဝင်ရောက်သွားဘူးလားဆိုတာကျွန်တော်တို့ကိုယ်တိုင်လည်းကြည့်နေတယ်ဒီရင်တန်းကတက်ရင်တန်းတော့ဖြစ်တန်ကောင်းတယ်ထပ်ထွက်လာတဲ့သတင်းတွေကဒီမျိုးပေါ်ကနေ MND အလုံးစုံဆုတ်ခွာရေးနဲ့တက်ကနော်ဟိုဘာမှတွေးထက်တယ်မရှိပဲပြန်လဲဝင်ရောက်လာရေးကို အဲ့ဒီပုံမှာဆွေးနွေးနေတယ်ဆိုတော့ဒီလာရှိုးကဆင်နကောင်ဟိုတယ်ဆိုတဲ့နေရာမှာဆွေးနွေးနေရဆိုတော့သတင်းနေရာလည်းကြားရတယ်ဆိုတော့လာရှိုးနောက်ဆက်တွေကဘာဖြစ်လာနိုင်လဲနံပါတ်1အချက်ကလာရှိုးမှာရှိတဲ့အခု loss စီးုံပိတ်ထားရတယ်ဝင်ဝင်ချင်းကိုနံပါတ်1လောက်မှာစီးုံပြန်ဖွင့်ရမယ်เนาะအဲ့တော့အများပြည်သူကျမယုံဆောင်မှုတွေပြန်ပေးရမယ်ပြီးတော့ MNDA ကဘယ်ထိဆုတ်มาလဲဒါကျွန်တော်တို့ခုချိန်นี้မသိသေးဘူးเนาะအခုကြားနေရတာ MNDA ကမြို့ပေါ်မှာပဲသူတို့ဆုတ်ပြီးမယ်เนาะမြို့ပေါ်ဘူးတက်ကပြန်ပြီးထိန်းချုပ်မှာဆိုတော့သဘောပဲ ဒါကဟုတ်လားမဟုတ်လားတော့မသိသေးဘူးเนาะအခုချိန်ဒီတက်ကောသူတို့ဘက်ကကိုအတီးပြုတ်နိုင်တာမရှိသေးဘူးဆိုတော့သူတို့ဆုတ်သွားလို့ရှိရင် effect ကဘာလဲကျွန်တော်စိုးရင်တာတစ်ချက်ပဲအဲ့တော့ MND ကဆုတ်သွားတယ်ဒါပေမဲ့ uniform ပြောင်းပြီးတော့เนาะပြီးခဲ့တဲ့တစ်တုံညာနှစ်ခွန်လိုမျိုးဟိုဝအင်အားလာဖြည့်တယ်လိုမျိုး uniform ပြောင်းပြီးတော့ကိုကန့်ဖြစ်သွားတာမျိုးအဲ့လိုမျိုးပေါ့เนาะ uniform ပြောင်းပြီး TNL ကိုအဲဝိုင်းတိုက်တယ်ဆိုလို့ရှိရင်လာရှို့ DNL ရဲ့တင်းတယ်လို့ပြန်ပြီးတော့လုံးမယ်ဆိုရင်လုံးလို့ရ DNL ရဲ့ပြောလို့ရတာမဟုတ် ပေါက်ကက်လေးတဲ့အကုန်လျှောက်လို့တော့ဗောနော်အဲ့တော့ TNL နဲ့ A ကလာရှိုးတိုက်တယ်ဆိုပြီးတော့ပြန်တိုက်လို့ရှိရင်တက်တက်ကြီးလာရှိုးကပါအောင်မအဲ့မှာ MND ရအသားလေးယုံထွက်တော်လေးရတယ်ငါနဲ့မဆိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ယုံထွက်တော်လေးရတယ်ဒါကိုလည်းကျွန်တော်တို့ဒါတတိချက်အမှဖြစ်တယ်ဗောနော်အလုံးစုံတော့ကျွန်တော်တို့ယုံကြည်လို့တော့မရဘူးဘာကြောင့်လဲဆိုတော့လက်နက်ကင်ပြီးတော့အာတိုက်ပွဲဝင်နေကြတဲ့သူတွေတိုင်းမှာပရိရများပါတယ်အဲ့အတွက်ဟိုကျွန်တော်တို့ထပ်တော့ပူတိကြမှာပါဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ဖြစ်တန်ချီတွေပြောပြတာဖြစ်ပါတယ် ။နောက်ပြီးတော့လာရှူမြို့ကပုံမှန်လင်းလင်းပြောရရင် MND ပမာအခြေစိုက်တယ်ဆိုတာအစားတက်ကတော်တော်များများနေရာတိခဲ့တယ်ချွတ်နေရာတွေမှာဒါဘုံကျွေးခဲ့တာလည်းတော်တော်လေးတည်ကြတယ်။နော်ဒီဖြစ်စဉ်အတွင်းမှာပေါ့နော်။ဆိုတော့လာရှူမြို့ပုံမှန်ရှိတဲ့သူတော်တော်များများ MND ကိုနှစ်သက်တယ်လို့တော့ထင်မနေနဲ့နော်။အချို့သောဖက်ကွက်စားတွေကလွဲလို့ရှိရင်နော်ပြည်သူတော်တော်များများက MND ဝင်ရောက်လာတာသဘောမကျဘူး။ နော်ဘယ်တော့များလာရှုပြန်လို့ရမလဲလာရှုမှာဘယ်တော့များပုံမှန်လင်းနဲ့နေလို့ရမလဲဆိုတာကြီးပဲအမြဲတမ်းပဲပြည်သူတွေရဲ့မေးမြန်းမှုကျွန်တော်တို့ခံစားခဲ့ရတယ်နောက်တစ်ခုကလာရှုမျိုးပေါ်မှာ MND ဘယ်နေရာအခြေဆိုင်တယ်ဆိုတာအမြဲတမ်း update ကနော်ပြည်သူတွေရဲ့သတင်းပေးဖို့နေတာအဲ့အတွက်အမြဲတမ်းသိနေရပါဘောနော်ဆိုတော့အဲ့တော့ဟိုတယောက်ရေးထားတယ်လို့ပဲလာရှိုးမျိုးပေါ်ကမျိုးသားတွေက MND ကိုတပြေပန်းနဲ့ကျူတယ်ထဲမပါပါဘူးเนาะအမြဲတမ်းပဲတောင်းဝန်ကြီးခဲ့တယ်သူ့နေရာသူ့နေသူ့လောက်သူ့လောက်တယ် မျိုးကြီးသားပြီးသားတယ်သူမျိုးသူချစ်တဲ့သူတွေပြီးသားအဓိကသူမျိုးမကြည်ဘူးအတွက်ကိုသူကယူဆိုင်ပြီးနေသွားတယ်ပေါ့နော်နောက်တစ်ခုကဒီပကံညောင်မြို့နယ်ထဲမှာရှိနေတဲ့ PDF ဖွဲ့တွေပေါ့နော်အဲ့ PDF ဖွဲ့တွေကရွာတွေမှာဆင်းတယ်ညာပိုင်းလေးဆိုစီဝင်းဆင်းတယ်ဆင်းပြီးလို့ရှိရင်အစည်းအဝေးတွေလုပ်တယ်နော်အော်ဟိုဘာကဘာလက်ထက်ကလည်းမျိုးပဲညာဘက်နေစီဝေးလို့မီးပုံပွဲကြီးနဲ့လှုပ်လှုပ်ပြီးလို့ရှိရင်ပတ်စံနေကောက်နေတယ်လို့ပြောတယ်။အဲ့တော့ပတ်စံကနေကောက်နေတာအခုချိန်မှာဘယ်သူမှလည်းပြန်မပြောရဲဘူး သူတို့ကနောက်ပြီးလို့ရှိရင်ပတ်စံကောက်တဲ့အပြင်ဒီလောက်ပဲလားဆိုတော့နော်ရွာတိုင်းမှာညာတိုင်းကင်းဆောက်ရမယ်ဆိုပြီးပြောတယ်အဓိကကင်းဆောက်ရမယ်ဆိုတဲ့သဘောကဘာလဲဆိုတော့ကင်းဆောက်နော်ထူးခြားတာကို PDF ကိုတင်ဖို့ဥမာနော်စစ်တပ်ကဘယ်ဟူသွားတယ်နော်သွားတဲ့ဟာကို PDF တင်ဖို့ဘယ်ရွာနေဘယ်ရွာကိုဖြတ်လဲအဓိကတော့သူတို့တင်ခွင့်ဆက်တိဆောက်တာပေါ့နော်အဓိကတော့သူတို့လက်ဥမှုရယူဖို့ရှောင်ဖို့တင်ဖို့ဒီလိုလွယ်အောင်လို့အရွာတွေကိုအဲ့လိုဆင်းလုပ်တယ်ပေါ့နော်ယောက်ျားမိမမရွေးဘူးအဲ့ဒါကင်းဆောက်အောင်မယ်နော် ယောက်ျားလေးတွေမဟုတ်ဘူး main main ကလေးပါကင်းဆောက်အောင်မယ်မဆောက်နိုင်လို့ရှိရင်နောက်ပတ်စံလိုက်တောင်းတယ်เนาะအခုရွာတော်တော်များများကပြည်သူတွေကလက်မခံမိမဲ့လဲတော်တော်လေးအခုဒုက္ခရောက်နေတယ်ဗောနော်နောက်တစ်ခုကငလင်နဲ့ပတ်သက်လို့ပြောပါမယ်ငလင်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ငလင်ဆိုတာကြိုတင်ခတ်မှန်းလို့မရတဲ့အရာ ဖြစ်ပါတယ်အဲ့တော့ဟိုဘယ်နည်းလုံးမယ်ဆိုတာခတ်မှန်းလို့မရဘူးဒါပေမဲ့ဘယ်နေရာမှာဘာပြည့်ရွှေ့ရှိတယ်သူရဲ့ period ဟိုဘလောက်ပေါ့နော် returnee period ကဘလောက်ပေါ့အဲ့ဒါကိုပဲတွက်ချက်လို့ရတယ်လာနိုင်ခြေရှိတယ်လို့ပဲမှတ်လို့ရတယ်ဘလောက် register scale နဲ့ဘလောက်ပြင်ရနဲ့ဘယ်ချိန်မှာထားလို့မယ်ဆိုတော့ဘယ်သူမှပြောလို့မရဒါကျွန်တော်ရုပ်တံမရခင်ညာပိုင်းလောက်ကပေါ့နော်ညာညာညာဥပိုင်းလောက်ကလည်းတချိန်ထားလုပ်တယ်ပြင်းပြင်းထန်ထန်လုပ်တယ်4.40ပေါ့နော်အဲ့လောက်ထိကိုလုံနေသေးတယ်နော်အခုချိန်ဆိုလို့ရှိရင်ဒါစုစုပေါင်းငွေလင်းလုတ်သွားတဲ့အချိန်ကြီးကမြန်မာနိုင်ငံမှာ148ချိန်ဝန်းကျင်လောက်ရှိပြီ နော်ဒီအခုမန္တလေးငလင်ကြီးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲငလင်ပေါ့နော် after shock ဖြစ်တာက148ကျင်းလောက်ရှိပြီနော်ဒီတက်ပူဝင်လဲပူလာနိုင်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာမလုပ်သေးတာလည်းဖြစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ငလင်နဲ့ပတ်သက်ပြီးတော့တည်င်းတူတည်င်းမှားတွေပောက်ကြ40နော်ဘယ်နှစ်နာရီဘယ်နှစ်ရက်နေမှာလှုပ်မယ်ဆိုတဲ့တည်င်းအမှားပြောတဲ့သူတွေဒါကအဲ့လူတွေကိုဘလော့လိုက်နော်မကြည့်နဲ့ကြော်သွားလိုက်နော်ပြီးလို့ရှိရင်ကျွန်တော်ပြောချင်တာကအဲ့လိုလှုပ်တဲ့သူတွေကနော် ဥပဒေအရအဲ့ဒါအရေးယူလို့ရပါတယ်တတိထားကြပါပေါက်ကရ40လေးရှောက်မတင်ကြပါနဲ့နော်နောက်တစ်ခုတော့နိုင်ဂျီးရီးယားနိုင်ငံပေါ့နော်အဲနိုင်ဂျီးရီးယားနိုင်ငံကျွန်တော်လည်းတို့ဘာသာနဲ့မပေါင်းတတ်ဘူးအဲ့ဒီဒေသမှာရှိတဲ့ခရစ်ယာန်ဘာသာဝင်တွေကိုမွတ်စလင်အကျဉ်ဖတ်သမားတွေကတပ်ဖြတ်နေပါတယ်ဆိုတော့နှစ်ရက်တွင်းပေါ့ဧပြီလ13ရက်နေ့ကနေ15ရက်နေ့ထိမှာတပ်ဖြတ်ခံရတဲ့ခရစ်ယာန်ဘာသာဝင်89ဦးထိရှိခဲ့ပြီလို့သိရပါတယ်ဆိုတော့ဒီလိုပဲတောက်လျှောက်တက်ဖြတ်နေတာလေအဲမကြီးမတွက်နိုင်အောင်ယာနဲ့ချီအောင် များပြီလို့သိရပါတယ်။ဆိုတော့နောက်တဲ့ဒီနေ့ဘုတ်ကတော့ဒါနောက်ချိုမြို့ပတ်ဝန်းကျင်မှာပေါ့နော်အခုဆိုလို့ရှိရင်ဒါမဲဘုတ်ကိုရှင်းလင်းနေတာရှိတယ်ပေါ့နော်မဲဘုတ်ကဝင့်လင်းပြောလို့ရှိရင်တော့အဲ့ဒီဒုထဝရီမြေကန်တစ်လျှောက်ဒါတောက်လျှောက်ကြီးရှင်းသွားမဲ့သဘောမှာရှိတယ်။ဘယ်အချိန်ထိဘယ်လိုမျိုးသွားပြီးတော့ဒီနောက်ချိုမြို့ခြုံမိမလဲဆိုတော့ကျွန်တော်မပြောတတ်ဘူး။ဒါအမြဲတမ်းပြောနေတာတော့ရှိတယ်ပေါ့။ ဘာလုံးနေလဲနော်ဘာလုံးနေလဲဆိုသူတို့ကလည်းသူတို့အကြောင်းနဲ့သူတို့ရှိမယ်ကျွန်တော်တို့ကဒီနေရာတစ်ခုလောက်ကိုပဲကွက်မြင်နေသူတို့ကကြတော့အဲ့လိုမျိုးတနိုင်ငံလုံးနဲ့ခြုံပြီးလုပ်နေရတယ်အင်အားရယ် logistic စသဖြင့်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူတို့ကခြုံပြီးတော့လုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထပ်ပို့ပြီးတော့သူတို့မှာအာရုံများပါတယ်ဆိုတော့နောက်တဲ့နေ့ဘုကတော့ကျွန်တော်တို့ဒီရုရှားနိုင်ငံခါမီကီးယားပြည်နယ်ကနေပြီးတော့ရူဘယ်နှစ်တန်းဘူးကျော်ရှိတဲ့စေယုံတုံးပစ္စည်းတွေမြန်မာနိုင်ငံကိုပို့ဆောင်ပါတယ်ဆိုတော့ ဘာပြောကျမိုင်ဝန်ကြီးဌာနကလက်ခံရယူတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ရုရှားနိုင်ငံမှာအစောတော့နိုင်ငံတော်အဆင့်တွေကူညီတယ်အခုဆိုလို့ရှိရင်လည်းဒါပြည်နယ်အဆင့်ပေါ့နော်ပြည်နယ်အဆင့်ကလည်းမနာမနေကျွန်တော်တို့ဆက်ပြီးကူညီတယ်အဲ့လိုပဲတရုတ်ကလည်းအဲ့လိုပဲနိုင်ငံတော်အဆင့်ပြည်နယ်အဆင့်စသဖြင့်တော့သူတို့နဲ့သူခွဲပြီးကူညီတယ်အိန္ဒိယဆိုရင်လည်းအတိုင်းပဲကူညီတယ်ဒီငလင်ကြီးပြီးမှကျွန်တော်တို့ရဲ့တကယ်မိတ်ဆွေနော်မိတ်ဆွေအမှန်ကျွန်တော်တို့ကွက်ကွက်ပြပြ ိမြင်ခဲ့တယ်။အာဆီယံမိတ်ဆွေတွေနောက်ပြီးလို့ရှိရင်အိန္ဒိယမိတ်ဆွေတွေနောက်ပြီးလို့ရှိရင်ရုရှားပေါ့နော်။ကျွန်တော်တို့ Invite RI ကူညီခဲ့တယ်။အားလုံးအပြီးမှာကျွန်တော်နိုင်ငံသားတွေအနေနဲ့ဒီအဲဒီနိုင်ငံတွေကိုကျွန်တော်တို့ကျေးဇူးတင်ကြောင်းတော့တစုံတစ်ခုတော့တစုံတရာတော့ကျွန်တော်တို့တပြုတ်လုံးมาရမယ်ပြုတ်လုံးတင်တယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပေါ့เนาะကျွန်တော်တို့ဒီတိုင်းလေးပဲလွယ်လွယ်လေးနဲ့မပြီးသွားဘူးပေါ့เนาะအဲ့တော့တရုတ်ဆိုလို့ရှိရင်သူတို့ရဲ့စာတင်ကြောင်းတွေမှာခလီးငယ်တွေကမြန်တက် ကြားယုံဆိုပြီးတော့သူတို့ပြောကြတယ်ဗောနော်ပြီးလို့ရှိရင်သူတို့ရထားတဲ့မုတ်ဖိုးလေးတွေဗောယွမ်လေးတွေရောဟိုတရံစားနှစ်ရံစားအဲ့လိုလေးတွေထည့်ပြီးတော့မြန်မာနိုင်ငံအတွက် support လုပ်တာကျွန်တော်တွေ့တယ်ဗောနော်သူတို့သူရဲ့စာနာမှုကိုပြသတယ်ပေါ့နောက်တစ်ခါဒီကလေးတွေရဲ့အကျင့်စရိုက်ကိုလည်းဒီမှာကျွန်တော်တို့မြင်ရတယ်ကလေးတွေကိုသူတို့ဘယ်လို train ထားတယ်ကလေးတွေကိုလူသားချင်းစာနာမှုရှိအောင်ဘယ်လိုဒီသူတို့ထိန်းကျောင်းထားတယ်ဆိုတာကျွန်တော်တို့ကောင်းကောင်းလေးမြင်ရတယ်ပေါ့အဲ့တော့ကျွန်တော်နိုင်ငံနေနဲ့လည်းအကျဉ်းစုတင်နေဆိုတဲ့အကြောင်း နော်အခုလိုမျိုးသူတို့လုပ်တယ်လို့မျိုးပဲအဲ thank you china ပေါ့သိရမလားရှက်ရှက်ကျုံကော်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီရုရှားတို့ဘာတို့ဆိုလို့ရှိရင်သူတို့တက်ဆိုင်ရဘာသာစကားလေးနဲ့တင်ပြီးတော့အဲသူတို့အတွက်ကျွန်တော်တို့ဒါပြန်ပြီးတော့အတိမတ်ပြုတယ်ဆိုရဲရုပ်တံလေးတွေပြန်ပြီးလုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်တင်းတစ်ပုတ်ကတော့ကျွန်တော်တို့ညောင်ရှီမြို့နယ်ပေါ့ညောင်ရှီမြို့နယ်နောင်တော်ရွာမှာလေစင်နမောင်းပုံစံမျိုးပေါ့နော်လေပြင်းတိုက်ခတ်ခဲ့တာကြောင့်ဧပြီလ16ရက်နေ့ည7:00နာရီဝန်းကျင်မှာ အဲမူသက်လီပြင်းတွေတိုက်ခတ်တာကြောင့်နေအိမ်တွေအများပြားပျက်စီးတယ်။နောက်စာတင်ကြောင်းပျက်စီးတယ်။ဇီတီတော်တဆူထီတော်မြေခခဲ့တယ်လို့သိရပါတယ်။နောက်တစ်ရင်တဲ့ဘူကတော့ဒါအခုရက်ပိုင်းမှာရက်ဆက်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာလူတက်မှုပေါ့နော်။အခုလည်းထပ်ပြီးတော့ရွာငံမြို့နယ်နပန်ကြီးရွာပေါ့နော်။သူကနွားပန်းကြီးရွာလို့ပဲကျွန်တော်အဲ့လိုပဲသုံးမယ်နပန်းကြီးရွာလို့သုံးပါဦးဧပြီလဆက်ခွင့်နေနေနေ့ည၈နာရီခွဲလောက်မှာ PDF တောင်ချန်းသူအကျန်းဖက်သမားတွေနော် ုပ်စုလာရောက်ရှိလာပြီးတော့အဲအမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးကိုတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်။တိဆုံတဲ့သူတွေကတော့ရွာငံမြို့နယ်ပွေးနှဖာကြီးရွာမှာနေတဲ့မောင်တုံရှိုင်း28နှစ်၊နဗန်ကြီးကြီးရွာမှာနေတဲ့မချူသေး35နှစ်နဲ့မတူစာ28နှစ်တို့ဖြစ်ပါတယ်။ဆိုတော့လူငယ်လူရွယ်တွေဖြစ်ပါတယ်နော်အသက်အရွယ်ရလူငယ်လူရွယ်တွေဖြစ်ပါတယ်ဒါကို PDF အကြမ်းဖက်တောင်းကျင်းသူတွေအိမ်မှာရှိနေတဲ့ချိန်ဖန်ဆီးခေါ်ဆောင်သွားပြီးတော့ နဗန်ကြီးရွာမြောက်ဘက်တဖလုံးမှာရှိတဲ့တောဆက်နာမှာရရဆက်ဆက်ဓာတ်တွေနဲ့ခုတ်သက်တနတ်တွေနဲ့ပြစ်သက်တိုင်းနဲ့အချက်ပေါင်းများစွာထူးနှစ်သက်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါတော့ဒီ၃ရက်လောက်အတွင်းမှာကိုဒီရွာငံထဲမှာအခုလိုမျိုးအကြံဖတ်မှုဖြစ်စင်ပါတော့ခုနှစ်ယောက်တည်သွားခဲ့ပြီ။နောက်ပြီးခဲ့တဲ့တရက်ချာမှာ၄ယောက်တက်ထားတယ်။အဲ့တော့တက်ဆိုင်ရာတောင်းဝန်ရှိတဲ့သူတွေအနေနဲ့ရွာတွေအထိနော်တည်တည်ကြာကြာလေးတော့စီစစ်ဖို့လိုတော့မယ်ထင်တယ်နော်။ ဒီ3ရက်တွင်လောက်မှာလူ9ယောက်လောက်ကိုတတ်သွားတာနှစ်ချိန်မဲ့တတ်သွားတာဆိုတော့ဒါကတော့တော်တော်တော့ဆိုးွားနေပြီလို့တော့ကျွန်တော်ထင်တယ်နောက်တစ်ခုကတော့လူမှုကွေရာစာမျက်နှာတွေမှာတိတ်မတက်လာတဲ့ EE ရဲ့နေချက်မှုပေါ့နော်အဲ့ဒါကတော့လေးမျက်နှာမှာရော်နေနေတာကြီးလေးမျက်နှာမျိုးနေအဆက်ပေါ့နော်ဟိုဘက်ရခိုင်ဘက်အဆက်မှာဖြစ်မှာပေါ့အဲ့ဘက်မှာ EE ကထိုးစစ်ဆင်နေတယ်လို့ပြောတယ်အဲ့မှာရှိနေတဲ့ပန်းတော်ကြီးရွာကိုသူတို့ဘက်ကတိမ့်ပိုက်တယ်ဆိုပြီးတော့ ဲတည်င်းနေပေါ်ပြတယ်သူတို့ဘက်ကဒါပေမဲ့ဒီဘက်ခြေတုတ်တုတ်ပြန်တာတယောက်မှမရှိသလိုလူမှုကွန်ရက်မှာလည်းလုံးဝမတင်ကြဘူးဒီတည်င်းနဲ့ပတ်သက်ပြီးတော့နောက်ရက်ဒီမှာပို့ပြီးတော့အတီးပြူနိုင်အောင်ကျွန်တော်ကြိုးစားပြီးတော့ပြန်လည်တင်ဆက်ပေးပါမယ်နောက်တည်င်းနဲ့ဘက်ကတော့ကျွန်တော်တို့ရှေပူမြို့နယ်ထဲမှာเนาะပြောရရင်တပုတ်ဥလိုပဲရှုပ်တယ်เนาะတကြံလိုမျိုးဖျားပွဲလုပ်တယ်ပေါ့เนาะဖျားပွဲကဣပြလ14ရက်နေ့14ရက်ဆိုတော့တကြံအကြနေပေါ့အကြနေလုတ်တဲ့အချိန်မှာသူတို့ဖျားပွဲလုပ်တော့ကာကြခုံကြတယ်ပေါ့ကာကြခုံကြတဲ့အချိန်မှာ PDF အဖွဲနှစ်ဖွဲ ရွာ PDF ရဲ့ရွှေဘိုခရိုင် PDF ရဲ့ရံဖြစ်ကြရံဖြစ်ကြတော့ထိုးကြကြည့်ကြတော့ရွာဝင်ဆွဲတဲ့ရွာဝင်ဆွဲတဲ့ဒီ PDF ကောင်းဆောင်ကိုရွာကောင်းဆောင်ကိုရွှေဘိုခရိုင် PDF ကလက်သီးနဲ့ထိုးတယ်ထိုးတဲ့အချိန်မှာအဲ့ဒီမှာနှစ်ဖက်ရွာသားတွေလည်းဝင်လာ PDF တွေဝင်လာထိုးကြကြည့်ကြဖြစ်ကြအဲ့ဒီမှာရွာသားဘက်ကရွာသားဘက်က PDF တစ်ယောက်ကအဲ့ဒီရွှေဘိုခရိုင် PDF ကိုဓာတ်နဲ့ထိုးလိုက်ရောဓာတ်နဲ့လည်းထိုးလိုက်ရောအဲ့ရွှေဘိုခရိုင် PDF ကချက်ချင်းအဲ့ တို့ခရိုင် PDF တပ်ဖွဲ့ဝင်တွေကိုခေါ်တယ်လင်60လောက်တနက်အပြည့်နဲ့ရောက်ချလာတယ်ရွာမှာရှိတဲ့အဲ့ဒီ PDF တွေထုတ်ပေးဆိုပြီးတော့ထုတ်ခိုင်းတယ်နော်ထုတ်ခိုင်းပြီးတော့အကုန်လုံးအကုန်လုံးတို့အဲ့ရှိမှတဲ့ဖန်းစီတဲ့အကုန်လုံးနှိပ်ဆက်တယ်ပေါ့နော်ရဲရဲစက်စက်နှိပ်ဆက်တယ်ပေါ့အဲ့ဒါနဲ့14ရက်နေ့မှာအဖြစ်အပျက်ဖြစ်သွားတယ်15ရက်နေ့မှာအဲထပ်ပြီးတော့အယောက်30လောက်ထက်ရောက်လာတယ်နော်အဲ့ဒီရွာရွာ PDF တွေကိုလာလာပြီးတော့ချင်းချောက်တယ်ပြီးရင်တို့နဲ့အဆင်မပြေတဲ့ သူနောက်ထပ်9ယောက်ကိုထပ်ပြီးဖမ်းသွားတယ်ဗောနော်ပထမနေ့က4ယောက်ဖမ်းသွားတယ်နောက်တစ်ခါလာဖြန့်ထပ်တောင်းတဲ့ခါကျတော့9ယောက်ထပ်ဖမ်းသွားတယ်ဆိုတော့မမပြီးလို့မရအောင်သူတို့ကလူပူများတယ်လက်နက်ပူများတဲ့ခါကျတော့ထပ်ပြီးအဲ့ဒီအရှိမှတင်းရဲရဲဆက်ဆက်ပဲနောက်ရှိပူသားတွေရဲ့ဇကားတိုင်းပေါ်သိရမလားဝိုင်းထိုးနေကြိတ်နေလိုက်ကြတာများနတ်သက်သမားတွေရောက်နေတယ်ဆိုတဲ့အတိုင်းပဲဆိုပဲအဲ့လိုမျိုးကိုစကားကလည်းကြွယ်သေးဆိုတော့ ဲ့လိုမျိုးဖြည့်ရင်ဖြည့်ရင်လည်းအဲ့ဒီ9ရက်ကိုထပ်ဖမ်းသွားတယ်ပေါ့နော်17ရက်ဖြစ်သွားတယ်အဲ့လို17ရက်ဖမ်းသွားရင်လည်းနောက်နေ့မှကျတော့တရောက်အလောင်းလာထုတ်ခိုင်းတယ်တီဝါကြီးပေါ့တီဝါကြီးပေါ့အဲ့လူလေကျွန်တော်တို့လူမှုကွန်ရက်မှာတက်လာတဲ့တရင်တွေအရာကြီးလိုက်တဲ့အချိန်မှာဗတ်ကြီးခွဲထားတယ်ပေါ့နော်ဆိုတော့တလန်းလုံးရိုက်နှက်သွားတယ်ပြီးတော့ဖမ်းဆီးထားတယ်အခုလေတရင်ကြားတဲ့ပုံစံအရအဲ့ဒီမှာဟိုစောက်ထိုးတွေဆွဲထားတယ်အကုန်လုံးတော်တော်တချို့ဆိုလို့ရှိရင်လည်းတော်တော်လေးနှိပ်စက်ခံထားရတယ်ဆိုပြီးပြောတယ် ဒါနဲ့ပတ်သက်ပြီးတော့ဘသူမှသူတို့ဘောမှာအုတ်ချုပ်မဲ့သူမရှိဘူးလေ။တော့သူတို့လက်နက်ကင်ထားတဲ့ကောင်ဆရာပဲ။အဲ့တော့ရွှေဘူ PDF တွေအဲ့လိုဖြစ်နေတယ်ဗောနော်။တော်တော်လေးစိုးနေဟင်းတာကိုးဆောင်ဆက်ဖြစ်နေတယ်ဗောနော်။နောက်တစ်ခါတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာနည်းနည်းဟော့နေတဲ့တဲ့ပေါ့။ဘင်္ဂလီတက်မ3ခုကိုအမေရိကန်ကြောတော့နောက်ခံတဲ့အဲမြန်မာနိုင်ငံမှာရှိတဲ့ AE တို့ချင်း PDF တွေနဲ့ဝင်ပေါင်းမဲ့ဆိုတဲ့ကိစ္စဗောနော်။ဒီတဲ့ရင်ကတော်တော်လေး sensitive ဖြစ်ပါတယ်เนาะထိလွယ်ရှာလဲတဲ့ရင်ဖြစ်တယ် ဆိုတော့ဒီတည်င်းသာအတီဆိုလို့ရှိရင်အခုချိန်နှစ်နိုင်ငံဒီဘင်္ဂလားဒေ့ရဲ့အမတ်ကိုကုတ်ဆွဲပြီးတော့နေပြီးတော့မှကြိတ်လို့ရပြီပေါ့နော်ပြောလို့ရပြောနေတဲ့အနေထားဖြစ်နေပေါ့အဲ့တော့နိုင်ငံကလည်းအလောက်ထိနေမှာမဟုတ်ဘူးဘယ်တော့မှအဲ့လိုဖြစ်လာမှာလည်းမဟုတ်တဲ့ရင်ရင်းမြစ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည်ပါတယ်ရှာပါတယ်တော့ဒါက tribute လို့ပါလို့စသဖြင့်ဒီဘင်္ဂလားဒေ့ရဲ့နာမည်ကြီးတဲ့နော် image ရှိတဲ့ media တွေသူတို့မဖော်ပြဘဲတော့ဘယ်တော့မှမနေဘူးနော်ဒါမှမဟုတ် yellow media တွေလိုက်ရှာကြည့်ဒါမှမဟုတ် India မှာနာမည်ကြီးတဲ့ မီဒီယာတွေလုံးဝမရှိပါဘူးเนาะတာမန်လောက်သတင်းသမားတယောက်ကသူ့အနေသူသူ့ opinion သူပြောထားတဲ့ကိစ္စကိုတော့ကျွန်တော်တို့အတီသွားယူလို့တော့မရဘူးเนาะဒါကနှစ်နိုင်ငံစစ်ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်เนาะဒါကအဲ့လိုမျိုးသတင်းတွေပောက်ကက်40ရှောက်ပြောလို့တော့မရဘူးဒီလိုပြောနေတာရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့ဖော်ပြလို့ရတယ်เนาะသူတို့စီကသတင်းသမားချို့ကဒီလို opinion ရှိတယ်ဒီလိုပြောနေတယ်ဆိုတာကိုကျွန်တော်ဖော်ပြလို့ရတယ်ဒါပေမဲ့အဲ့လိုတိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘင်္ဂလားဒေ့ရဲ့စစ်ဖြစ်တာနဲ့အတူတူပဲเนาะအဲ့တော့ အဲ့လိုတော့မဟုတ်ပါဘူးအတန်ကြောင့်ဖားတည်နေပါမယ်အခုကိုမှရခိုင်ရရစရာကိုမရှိဘူးဖြစ်နေတယ်ပေါ့နော်ရစရာတစမမရှိဘူးဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံအနေနဲ့မကောင်းပါဘူးပေါ့နော်နောက်ပြီးတော့နှစ်နိုင်ငံကြားထဲမှာလက်ရှိကိုဘင်္ဂလားဒေ့ကဒီဘင်္ဂလားဒေ့နိုင်ငံကစစ်စရာဝင်နေတာကျွန်တော်နိုင်ငံမှာအလုပ်လုပ်နေတယ်ဘင်္ဂလားဒေ့အင်ဂျင်နီယာတက်ဖွဲ့လေကျွန်တော်နိုင်ငံမှာအလုပ်လုပ်နေတယ်တော့ဒီငလင်နဲ့ပတ်သက်ပြီးပြန်လဲထူထောင်ရေးတွေလုပ်နေတယ်ပေါ့နော်အဲ့တော့အဲ့လိုလေတော့ဒီ နည်းနည်းလေးတော့ဆင်ခြင်တွေးတော့တင်တယ်ပေါ့ဒီတိုင်းမဖြစ်ဘူးဆိုတာတော့နော်ဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မယ်ဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ Brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ Like Share Subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။